မင်္ဂလာပါကျွန်တော်ရဲ့ channel အတိပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ trader တွေအတွက်အရေးကြီးတဲ့ knowledge sharing တကူကျွန်တော်လုပ်ပေးချင်တယ် trade တဲ့အချိန်မှာကျွန်တော်တို့ risk ကိုဘယ်လောက်ယူလဲယူရဲပေါ်မူတည်ပြီးတော့ကျွန်တော်တို့ entry loss site ကိုဘယ်လိုမျိုးတွက်လို့ရလဲဆိုတာကိုကျွန်တော် forest trader တွေအတွက် loss site တွက်နည်းလေးကိုကျွန်တော်ရှင်းပြပေးမယ်နောက်ပြီးတော့ကျွန်တော်တို့ future trader တွေအတွက် trade တဲ့အချိန်မှာလည်းဘယ်လိုမျိုးတွက်လို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ဒါပေမဲ့တခုရှိတာက forest မှာကကျွန်တော်တို့က loss site လို့ခေါ်တယ်ပေါ့နော် future မှာကျကျွန်တော်တို့ loss site လို့မခေါ်ဘူး contract နဲ့ကျွန်တော်တို့က ခေါ်ရဲပေါ့နော် loss size ဆိုရင်ကျွန်တော်တို့ pit နဲ့တွားရဲပေါ့နော်ဘလောက် pit မြတ်တွားလဲဘလောက် pit loss တွားလဲဆိုတာကိုကျွန်တော်ပြောလို့ရှိတယ်ဒါပေမဲ့ future မှာကျတော့ကျွန်တော်တို့က one tick နဲ့တွားရဲပေါ့နော် tick tick နဲ့တွားရဲဆိုတော့အခေါ်ဝါတော့မတူဒါပေမဲ့သဘောတရားတော့အတူတူပဲဖြစ်ပါတယ်ဒါပေမဲ့ future မှာကတော့ loss size တွက်စရာမလိုဘူး forest မှာတော့ loss size တွက်စရာလိုတယ်ကျွန်တော်အဲ့ဒါလေးကိုအခုရှင်းပြပြဖြစ်ပါတယ် ဆက်ကြည့်လိုက်ပါဦး။ Okay ကျွန်တော်တို့ forest trader တွေအတွက်စပြောမယ်ပေါ့နော်။ဆိုတော့ကျွန်တော် forest trade တုန်းကလည်း loss site ကိုဘယ်လိုတွက်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။ကျွန်တော်တို့ my fx book www.google.com ဆိုပြီးတော့ကျွန်တော်တို့ Google မှာရိုက်ရှာလိုက်ရိုက်ရှာလိုက်ရင်ကျွန်တော်ဒီ website တွေကိုရောက်လာမယ်ပေါ့နော် Okay ကျွန်တော်ဒီ FX calculator ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာကြာလာမယ်ပေါ့နော် currency converter တို့ position size calculator တို့အများကြီးအောက်မှာရှိတယ် pip calculator တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော် loss size တွက်တဲ့ချိန်မှာ position size calculator ကိုဝင်ရတာဖြစ်ပါတယ်ဆိုတော့ဒီအားလေးကိုတစ်ချက်နှိပ်မယ်ဆိုအဲ့မှာကျွန်တော်တို့ကို trade တဲ့ currency pair ကိုဒီမှာရွေးလိုက်ပေါ့နော်ဥပမာကိုက euro usd trade ဆိုရင် euro usd ရွေးပြီးရင်ကျွန်တော်တို့ currency ကတော့ usd ပဲ account size ကိုရွေးရမယ်ပေါ့နော် ဥမာကျွန်တော်ရဲ့ account size ကဒေါ်လာ9000ဆိုရင်9000ထည့်လိုက်နောက်ပြီးကျွန်တော် risk ratio ကဘယ်လောက်ထည့်ရမလဲကို account size ရဲ့ဘယ်လောက် percent ကိုကျွန်တော်က risk အနေနဲ့ယူပြီးတော့ trade မလဲဆိုတာကိုကျွန်တော်ရေးလိုက်ဥမာ1%ဆိုရင်1%ရေးလိုက်ပေါ့နော်ဒါ percent ပေါ့နော် percent နဲ့မလုပ်ဘဲနဲ့ကျွန်တော်ဒီမှာ money နဲ့လုပ်လဲရတယ်ဒီအောင်နှိမ့်လိုက်ရင်ကျွန်တော်တို့ပတ်စံထည့်လို့ရတယ်ဥမာကိုကဒေါ်လာ100 risk မယ်ဆိုရင်ကျွန်တော်ဒီ swap with money ကိုနှိမ့်ပြီးတော့ဒီမှာဒေါ်လာ100ဆိုပြီးရိုက်ထည့်လိုက် ။အဲဒါဆိုရင်ကျွန်တော်တို့ money နဲ့ risk ယူတာကိုတွက်လို့ရတယ်။ဒါကတော့ percent နဲ့ risk ယူတာပေါ့နော်။ဆိုတော့ဒီမှာကျွန်တော်1%ထည့်ပြမယ်။နောက်ပြီးကျွန်တော်ဒီမှာ stop loss pip ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့တီးဖို့လိုတယ်။အဲ့ဒါတီးဖို့ဆိုရင်ကျွန်တော်တို့က trading view ကိုသွားအောင်။ဆိုတော့ဒါ trading view မှာပေါ့နော်။ဒါကတော့ကျွန်တော်တို့ future future ကတော့မဟုတ်ဘူး။ကျွန်တော်တို့အခုက forex trader ဖြစ်တဲ့အတွက်ကြောင့်အာ GBUS နဲ့ပြမယ်ပေါ့နော်။ဆိုတော့ GBUS မှာဆိုကျွန်တော်တို့ဒီမှာအာ long position ဆိုတာရှိတယ်။ဆိုတော့ဒီဟာလေးပေါ့နော်။ကျွန်တော်တို့ long position နဲ့ဝင်ရမယ်။ တွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်ကဒီရမှာတက်တက်ကျွန်တော်ရဲ့ဒီ3နဲ့ tools တွေကိုကျွန်တော်တို့ကဒီမှာတက်တက်ဆွဲထုတ်ထားရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခုမှစားလောက်တဲ့လူဆိုရှိမှာမဟုတ်ဘူးဆိုတော့ဒီလိုမျိုး long position short position ဘယ်လိုမျိုးထုတ်လို့ရမလဲဆိုတော့ကျွန်တော်ဒီမှာတွားပြီးတော့ကြည့်လို့ရတယ် ဒီမှာဆိုရင်ကျွန်တော်ဒီ error လေးကိုနှိမ့်လိုက်ဒီမှာ long position ရှိတယ် short position ရှိတယ်ဒါပြီးဒီမှာအများကြီးရှိရေပေါ့နော်ဆိုတော့ jam တဲ့ဟာတွေကတော့ကျွန်တော်မသုံးဘူးအခုသုံးမဲ့ဟာက long position နဲ့ short position ပေါ့နော်ဆိုတော့ဒီ long position ကိုနှိမ့်လိုက်ပေါ့နော်ဆိုတော့ဒီအောင်နှိပ်လိုက်နှိပ်ပြီးွားရင်ကို entry ဝင်မဲ့အာ position pit အရေးတော့တွက်လို့ရတယ် for example ကျွန်တော်တို့ဒီမှာ5 minute နဲ့ပဲကျွန်တော်ပြလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ entry ဝင်ခဲ့တယ်ဆိုပါဆိုဒီမှာ entry ဝင်မယ်ကျွန်တော် stall log ကိုဒီ swing low မှာထားမယ် ပြီးရင်ကျွန်တော် target ကိုဒီပေါ်ထားမယ်ပေါ့နော် for example ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ pip ဘလောက် risk ယူရလဲဆိုရင်ကျွန်တော်ဒီမှာကြည့်ရင်ဒီအောက်မှာတွေ့တယ်8.0ဆိုတော့ဒါကကျွန်တော်တို့ရဲ့8 bit ရှိပါတယ်ကျွန်တော်တို့ရဲ့ stop loss က8 bit မှာထားထားတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ tp ကကြတော့18.9 bit ရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး position နဲ့ကျွန်တော်တို့အလွယ်တကူ pip တွက်လို့ရတယ် ဆိုတော့ဒီမှာကျွန်တော်ဝင်ခဲ့တယ်ဆိုရင်ကျွန်တော်8 bit နဲ့ entry ဝင်ပါဗောနော်ဆိုတော့8 bit ကိုကျွန်တော်ဒီမှာထည့်လိုက်မယ်8ရှိရယ်ပြီးရင်ကျွန်တော်ရဲ့ loss size က1ပဲထားအောင်ဆိုတော့ calculate နှိပ်လိုက်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာကိုက1% risk တော့ဒေါ်လာ90 risk တယ်နောက်ပြီးရင်ကျွန်တော်တို့ position size ကဘယ်လောက်နဲ့ entry ဝင်ရမလဲဆိုတာကိုကျွန်တော်ဒီမှာတခါတယ်အဖြေထွက်လာတယ်ဗောနော်ဒီလိုမျိုး site ဒီလိုမျိုး pit အနေဆိုရင်ကျွန်တော်0.63 lot နဲ့ entry ဝင်ရမယ် trade ရမယ်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကဟိုအမြဲတမ်းဒီမှာအလွယ်တကူတွက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့9000မဟုတ်ဘဲနဲ့10000နဲ့တွက်ပြရမယ်10000ဆိုရင်လည်းအာ risk to reward က1%ယူတယ်8 pips ဆိုရင်ကျွန်တော်တွက်လိုက်ရင်ကျွန်တော်1.25 loss ဆိုပြီးတော့ဒီမှာ lock က automatic calculate လောက်သွားမယ် automatic တွက်ပြီးသွားမယ်ပေါ့နော်ဒီမှာဆိုရင်လည်းဒေါ်လာ100 risk ယူရတယ်ပေါ့နော် ဆိုအဲ့လိုမျိုးအလွယ်တကူတွက်လို့ရတယ်ဒါက forest trader တွေကျွန်တော်တို့ meta trader 5တို့4တို့ trade နေတဲ့လူတွေဆိုရင်လည်း trading view မှာအလွယ်တကူတွားပြီးတော့ဒီကို trade တဲ့ pit အရေးအတွက်ပုံမူတည်ပြီးတော့ loss side ကိုအလွယ်တကူတွက်လို့ရတယ်ကျွန်တော် future ကိုကြည့်လိုက်အောင် future မှာဆိုရင်ကျွန်တော်တို့အဲ့လိုမျိုး pit calculator တွေ tick calculator တွေမရှိဘူးမလိုဘူးကျွန်တော်တို့ကဘယ်လိုမျိုးအလွယ်တကူတွေးတိလိုက်လဲဆိုရင်ကျွန်တော်ဒီမှာ entry ဝင်နေမှာထားပါအောင်ဆိုတော့ဒီမျိုး long position နဲ့ပဲကျွန်တော်ထားလိုက်မယ် stop loss ကိုကျွန်တော်ဒီအောက်ကအစွန်းလုံးမှာထားမယ်ပြီးရင်ကျွန်တော်ဒီအပေါ်ကတည်ပြီးထားမယ် ဆိုတော့ဒီ trade ကိုဝင်မယ်ဆိုရင်ကျွန်တော်ကခုနလိုမျိုး pick calculator မှာတွတ်တွတ်ဆရာမလို့ဒီ long position နှိပ်လိုက်ပြီး right click နှိပ်ပြီးတော့ကျွန်တော် create limit order ဆိုပြီးကျွန်တော်ဒီမှာ order လမ်းပြီးတန်းပြီးတင်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်က one contract နဲ့ long နဲ့ one contract long ရင်ကျွန်တော်ရဲ့ stop loss ကဒီအောက်ထိထားမယ်ဆိုရင်ကျွန်တော်တို့ stop loss ရဲ့ total tick အရေအတွက်က968 tick ရှိရပါတော့ TP ကကျတော့689 tick ရှိတယ်။ဆိုတော့ဒါ stall loss ဒါ TP tick ပေါ့နော်။ဆိုတော့အဲ့မှာကျွန်တော်ဒီမှာတခါလေးကြည့်လို့ရတယ်။ကို risk ကဘယ်လောက်ရှိရဲဆို284ဒေါ်လာကိုဒီမှာ risk ယူထားတယ်ပေါ့နော်ဒီ trade ကဆိုတော့ကိုက contract ကို one contract နဲ့မဟုတ်ဘဲနဲ့ two contract နဲ့လောင်းမယ်ဆိုရင် double ဖြစ်သွားမယ်968ဒေါ်လာ risk ယူတယ်လို့ဖြစ်သွားမယ်ပေါ့နော်နောက်ပြီး TP ကိုကြကျွန်တော်ဘယ်မှာကြည့်လို့ရလဲဆိုရင်ဒီမှာ take profit ရှိတယ် take profit အောက်မှာ443.5ဒေါ်လာ ်ရှိတယ်။အကယ်၍ဒီ trade ကကိုယ့်ရဲ့ TP ကိုထိရွာရဆိုရင်443ဒေါ်လာ5ဒေါ်လာရမယ်။ဒါမှမဟုတ်ကိုယ့် trade က stop loss ထိရွာရဆိုရင်ကိုက184ဒေါ်လာရှုံးမှာဖြစ်ပါတယ်။ဆိုတော့ဒါရဲ့ future ရဲ့ကျွန်တော်တို့လွယ်ကူတဲ့အချက်ပေါ့နော်။နောက်ပြီးကျွန်တော်တို့ future trader တွေက trading view မှာတခါတည်း entry ဝင်ပြီးတော့တခါတည်း trade လို့ရတယ်ဒါကတော့ကျွန်တော်တို့ဟို broker ချိန်ထားတဲ့ဟာပေါ့เนาะဆိုတော့ဒီက broker နဲ့တန်ချိန်ပြီးတော့ trading view မှာတခါတည်း entry ဝင်လို့ရပါတယ်ဆိုတော့ဒါ future တွေရဲ့အားသာချက်ပေါ့เนาะ forex trader တွေကြတော့ trading view မှာ entry ဝင်လို့မရဘူးဒါပေမဲ့ကျွန်တော်တီးတဲ့လောက်တော့ think capital ဆိုရှိရယ် think capital ကကျွန်တော်တို့ training view နဲ့ချိန်ထားတယ်ဒါပေမဲ့စိတ်မကောင်းစရာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ trader တွေကတော့ trade လို့မရဘူးပေါ့နော်ကျွန်တော်တို့ fundamental next တို့ဘာလို့ကကြတော့ training view ကနေတန်းပြီးတော့ တိုက်ရိုက် trade ပြီး entry ဝင်လို့မရပါဘူး matter trader 4 matter trader 5တို့ကြားရတဲ့မှာဖန်ရတယ်ပေါ့နော် okay ပါဒါကတော့ကျွန်တော်တို့ pick calculator နဲ့ future မှာဆိုရင် tick ကိုဘယ်လိုတွက်လို့ရလဲကို entry ဝင်ရင် loss side ဘယ်လောက်နဲ့ဝင်လို့ရလဲဆိုတာကိုကျွန်တော်အလွယ်တကူဒါရဲ့တစ်ခါတည်းလက်တွေ့ရှင်းပြပြီးတော့ဖြစ်ပါတယ်ဆိုတော့နောက်တဲ့ video မှာလည်းဆုံးသွေးပါအောင်